ဒီနေ့မတ်လ12ရက်နေ့ဘူရဘူးနေ့ပေါ့နော်တနည်းအားဖြင့်အမေရိကန်နိုင်ငံရဲ့ညဘက်မှာပေါ့နော်အမေရိကန်နိုင်ငံရဲ့အရေးကြီးငွေကြေးဖောက်ပွားမှုနှုန်းဒေတာတွေထွက်ပို့ရှိတဲ့တနည်းတာအတွက်ဖြစ်ပျက်လာနိုင်တဲ့ကမ္ဘာရွှေစည်နေတာကိုကျွန်တော်တုံးသက်ပြောကြားပေးတော့မှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်အရင်ဦးဆုံးပေါ့နော်ကမ္ဘာရွှေရဲ့စီးအတက်ကြချက်ကိုတွားကြည့်ပြီးတော့ကမ္ဘာရွှေစည်ရဲ့အတက်ကြောင်းဤပညာပိုင်းရအရင်တုံးသက်ကြည့်လိုက်အောင်ဟုတ်ပြီအဲ့ဖြစ်တဲ့အခါမှာကျွန်တော်တို့အာမနီယာဆိုရင်ကမ္ဘာရွှေစီရအတက်အပြန်ကောင်းခဲ့တယ်ခင်ဗျာ ်အသက်အပြန်ကောင်းခဲ့တယ်ကျွန်တော်တို့ကကဘာရွှေစေးရအကြမ်းအားကောင်းမဲ့ပုံစံပြလိုက်ပြီးနောက်ရက်ဒီမှာပြန်တက်လိုက်ဖြစ်နေကြတာတုံးခါရှိပါပြီဒီမှာဆိုလဲဖေဖိုင်လာ၁၄ရက်နေ့တော့ဒီမှာဆိုရင် RC အကြတုံးခက်ကြီးကြီးနဲ့ပြီးသွားပြီတနည်းအားဖြင့်ကျွန်တော်တို့ market call ရဆို bearish anchor fin ပေါ့နော်ပြီးတော့နောက်ရက်မှာကျွန်တော်တို့နောက်တစ်ပတ်အဲဒီမှာဆိုဒါတောက်ကြနေဒီလိုပြီးသွားတယ်နောက်တစ်ပတ်တင်းနာနေမှာဈေးပြန်တက်သွားတယ်အဘိဒါ14နဲ့19ရက်နေ့တော့ဖြစ်ခဲ့တာပေါ့နော်ပြီးရင်ကျွန်တော်တို့အာဖေဖိုင်လာနောက်ဆုံးရက် 28ရက်နေမှာဆိုရင်လည်းကျွန်တော်တို့ဒီမှာဈေးကကျွန်တော်တို့အကြတော့အကြတော့နဲ့ပြီးသွားတယ်ကျွန်တော်တို့နှစ်ရှစ်နှစ်ရှစ်ခွန်ရှစ်အောင်ပိတ်သွားတယ်ပြီးတော့နောက်တစ်ပတ်တနင်္လာနေ့မှာဈေးပြန်ကန်တက်တာပဲကြမဲ့ဟန်ပြင်လိုက်ပြန်တက်လိုက်ပြီးတော့ကျွန်တော်အင်္ဂါနေ့ကဆိုရင်အဲဆိုတနင်္လာနေ့ရဆိုရင်လည်းကျွန်တော်တို့ကပြတောက်ကြနေတော့ဒီမှာအဲ rubber second နဲ့ပေါ့နော်ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့တနင်္လာနေ့မှာဆိုရင်ကျွန်တော်တို့ ဈေးအကြတုံးနဲ့ပြီးသွားတယ်။ဟုတ်ပြီ။မနေ့ကဈေးမကြဘဲနဲ့ထောင်တက်သွားတယ်။အဲ့အပတ်ကမှာကျွန်တော်တို့ကဈေးကြမဲ့ပုံစံကန်တယ်နေထားရဈေးကြမဲ့ပုံစံပြလိုက်ပြန်တက်သွားလိုက်။မနေ့ကဆိုလိုက်ကျွန်တော်ရောင်းတဲ့လူတွေရှိရပါဘောနော်။ရောင်းတဲ့လူတွေတို့မင်းများအစက်ထီကုန်ကြတယ်စတော်လော်ထီကုန်ကြတယ်ဘာဖြစ်လို့လဲမေးမယ်ဆိုရင်ကျွန်တော်တို့ကပ္ပရွှေစေးရဲ့လက်ရှိနေတာဟာအကြပဲသွားဖို့အတွက်လုံလောက်တဲ့ရောင်းလို့အားမရှိသေးဘူးခင်ဗျမိပညာပိုင်ဟန်ပြောမယ်ဆိုမှန်တယ်အကြတော့နေပြီးပြီးသွားတာမှန်တယ် တိုင်းမပြမနေဝါဆိုတော့တတိယနေ့တော့အကြသုံးဆိုကြောင်း2809တောင်းမှာပြင်နိုင်အောင်လက်ရှိမှာကဘာချွေစီအတွက်အဓိကစောင့်ကြရဈေးဆက်ကြဖို့အဓိကအဟန်သားစီတန်းကိုပြောပါစို့မိမယ်ဆိုဒီ2809ဈေးတန်းမှာခင်ဗျဖေဖော်ဝါရီလနောက်ဆုံးရက်3ရက်တော့မှ2800ရှစ်အောင်ဈေးပိတ်ခဲ့တာတော့မှနောက်ရက်ပြန်တက်ခဲ့သေးတာဗျာကျွန်တော်တို့တနင်္လာနေ့တော့ဈေးအကြုံပြီးခဲ့တာမှန်ပေမဲ့2800ရှစ်အောင်မပိတ်နိုင်တဲ့အနေအထားမှာမနေ့တော့ကဘာရွှေစီပြန်ကန်တက်တာတော့မဆန်းဘူးခင်ဗျ ဒါပေမဲ့ကပ္ပချွေစီကအဲ့ဆိုတောက်လျှောက်အတက်အားကောင်းနေပြီလားလို့ပြောရအောင်လေလက်ရှိကပ္ပချွေစီကအတက်အားလည်းအရင်အားကောင်းတဲ့အနေထားမျိုးမဟုတ်ဘူးရေရှိအတက်အနေထားမှာတော့ရှိနေတုံးပဲရေရှိအတက်လာရအနေထားမှာတော့ရှိနေတုံးပဲဒါပေမဲ့ရေတုံးအနေထားရအတက်အားကလည်းအရင်အားကောင်းနေရမဟုတ်သေးဘူးအားပြော့နေနေတာတနည်းအားဖြင့်ဝဲလူအားတွေကလည်းအားပြော့နေနေတာမျိုးလို့ပြောလို့ရတယ် ဟဲ့အဖက်တဲ့ခါမှာကျွန်တော်တို့ပြီးခဲ့တဲ့အပတ်အင်ကာနီကရေရပေါ့နော်ဒီနေ့အင်ကာနီကရေကကျွန်တော်တို့လက်ရှိချိန်ထိ9ရက်တိုင်တိုင်ကဘာရွှေစရာဒီနေ့တည်ကြပြည်နေခြင်းဖြစ်ပါတယ်အာကျွန်တော်တို့2930နဲ့2800ကြာဒီပင်90ကြာအကွာဝေးမှာပဲဈေးတက်လိုက်ကြလိုက်ဈေးပြည်နေခြင်းဖြစ်ပါတယ်ခင်ဗျအဲ့အဖက်တဲ့ခါမှာလက်ရှိကဘာရွှေစရာတက်နေရတယ်မဟုတ်ကြာနေရတယ်မဟုတ်ဘူးကျွန်တော်ကြီးဒီတပတ်တာအနေထားလောက်ကြည့်မယ်ဆိုရင်ဗျာကျွန်တော်တို့အာ site way ပေါ့ကျွန်တော်ခေါ်ရဈေးငိန်တက်အနေထား 2930နဲ့2800ကြာဈေးအသက်ကြာပြေးနေခြင်းဖြစ်ပါတယ်။အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒီစိုက်ဝေးနေသားမှာအယောင်ဝယ်လုပ်မယ်ဆိုပြီးအပေါ်ဈေးဆောင်အောက်ဈေးဆောင်เนาะကျွန်တော်တို့အာအဲ့လိုဆောင်ပြီးအယောင်ဝယ်လုပ်တာကျွန်တော်တို့အနေနဲ့ကင်းပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့အဲ့2930နဲ့2800ကြာကျွန်တော်တော့ဈေးအသက်ကြာပြေးနေနိုင်မယ်လို့မထင်ဘူးခင်ဗျာကျွန်တော်တို့ဒီဈာနဲ့ဒီဈာပြေးနိုင်တယ်ပေါ့ဒီအပေါ်ဆို2930အောက်ဆိုရင်ကျွန်တော်ဒီဝင်းကျင်ပေါ့နော်2900 နှစ်ရှိခွန်ရှိတီတော့တိတ်ကြောက်ဖို့မလွယ်တော့ဘူးဘာလို့လဲမဲ့ဆိုမနေ့တော့ဆိုရင်ကျွန်တော်ဈေးပြန်ကြခဲ့တာဟိုလောက်ဒီပဲကြခဲ့တယ်ပေါ့နော်2900လောက်ဒီပဲကြခဲ့တယ်တကယ်လို့သာဈေးတာဗျာကျွန်တော်တို့အော်ဒီ sideway ပြည်တဲ့နေသားမှာခက်ချမ်းချမ်းပြည့်မဲ့ဆိုမနေ့တော့ဗျာမကြောက်အနည်းဆုံးဗျာ2900ဈေးတန်အောက်လောက်ပြန်ကြပြီလို့ရတယ်ဒါမဲ့မနေ့ညတော့ဆိုရင်2900အာဈေးတန်အောင်မမြင်ခဲ့ရတဲ့ဦးကျွန်တော်နှစ်ရှစ် 2980တိလောက်ဈေးတန်းလောက်အထိပဲအကြမြင်ခဲ့ရတယ်ပေါ့နော်အဲ့အပတ်တခါမှာဒီနေ့အတွက်ကပတ်ရွှေစီပြီးနိုင်တဲ့အနေအထားကိုကျွန်တော်ကအပေါ်ဆို2930အောက်ဆို2900လို့သတ်မှတ်ထားပါတယ်ဒီကြားမှာပဲဈေးအတက်ကြပြီးနိုင်ပါတယ်အဲ့အပတ်တခါမှာဒီနေ့ပေါ့နော်ညဘက်သတင်းမထွက်ခင်တည်ပေါ့နော်ညဘက်အမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုသတင်းအချက်အလက်တွေမထွက်ခင်တည်ကပတ်ရွှေစီကိုကျွန်တော်တို့2900နာဈေးကြပြီဆိုရင်ကျွန်တော်တို့ဝယ်လို့ရတယ် 2895အောက်လောက်အရှုံးပိုင်းဈေးတန်းပေးအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်2920ဒီထက်ပိုဆောင်နိုင်2930ဒီယူလို့ရတယ်ပုလင်းပြောမယ်ဆိုကျွန်တော်ကတော့မနေ့တော့အကြအသက်ကန်တန်နဲ့ပြီးတော့လာဖြစ်တဲ့အခါမှာကျွန်တော်ကတော့အဝဲကိုပို့ပြီးဦးစားပေးစီခြင်းနဲ့မှန်တယ်ဈေးငိမ့်တဲ့အနေအထားပြီးနေရမှန်တယ်ဒါပေမဲ့ကျွန်တော်အဝဲကိုပို့ပြီးဦးစားပေးစီခြင်းနဲ့အယောင်အတွက်ဆိုရင်တော့2930ပေါ့နော်2930ဈေးတန်းနောက်ရောက်ပြီဆိုရင်ကျွန်တော်တို့ကန်တယ်ရိအရာဒါမှမဟုတ်နီးပညာပိုင်းရတစ်ချက်စောင့်ကြည့်ခဲ့မြတ် တစ်ချက်စောင့်ကြည့်ပြီးလို့2930ဇေတန်းအနေထားမှာကျွန်တော်တို့ဒီ2930ဇေတန်းနားမှာကျွန်တော်ကမ္ဘာရွှေဈေးရကျွန်တော်တို့ပြန်ကန်ကြဖို့ဒီပညာပိုင်းရအတိပုကျက်ရပြီဆိုရင်တော့အဲ2930ဇေတန်းနားဒီဇေတန်းနားဝင်ချင်မှာကျွန်တော်တို့ရောင်းလို့ရပါတယ်ခင်ဗျ။ပြောဆန်းကျင်မှနေတယ်ပေါ့နှစ်ကို30ဈေးနဲ့အထက်မှာဒါဒီနေ့တနေ့တာတွင်ပေါ့နော်အချိန်တနားကြီးအတိုင်းတာအပိတ်ဈေးနဲ့ဒါဖောက်တက်ပြီးဈေးပိတ်သွားတယ်ဆိုရင်တော့ ကဘာရွှေကိုနိပညာပိုင်းကလိုက်ဝယ်လို့ရတယ်ခင်ဗျနှစ်ကိုလေးလေးနှစ်ကို55လောက်ထိအ ਨੇ ဆုံးဈေးဆက်တက်နိုင်ပါတယ်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့တတိယတွက်စောင့်ကြည့်ရမစေတဲ့နှစ်ကွာ2930နဲ့2900ဈေးတန်းဖြစ်ပါတယ်အဲ့လိုပဲ2900ဈေးတန်းအောက်မှာဒါဒီနေ့တနေ့တာတွင်ပေါ့နော်ကဘာရွှေစီအချင်းတနားကြီးအတိုင်းတာအပိစိကျွန်တော်တို့ market ခေါ်ရ H1 candlestick နဲ့2900ဈေးတန်းအောက်မှာဖောက်ပိတ်သွားတယ်ပေါ့နော်ဖောက်ကြပြီးပိတ်သွားတယ်ဆိုရင်တော့ကျွန်တော်တို့ လိုက်ရောက်လို့ရပါတယ်ကျွန်တော်2890 2880လောက်ထိ target ထားပြီးတော့လိုက်ရောက်လို့ရပါတယ်ခင်ဗျအဲ့အပတ်ကကျွန်တော်တို့ဒီနေ့ကပားရွှေစီကကျွန်တော်အယောင်းဟိုလောက်ရမယ့်ဈေးတန်းကဒီ2930နဲ့2900ဈေးတန်းဒီနှစ်ခုကိုကျွန်တော်တို့စောင့်ကြည့်ပြီးတော့အယောင်းဝယ်လောက်ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့အပြတ်ကမှကျွန်တော်ညပတ်ပေါ့နော်အမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပေါမှုဒေတာတွေထွက်တဲ့ချိန်မှာကျွန်တော်တို့ဒီပညာပိုင်ရဘယ်လိုမျိုးအယောင်းဝယ်လုပ်ရမလဲ ညဘက်အမေရိကန်နိုင်ငံ inflation data တွေထွက်ချိန်မှာကမ္ဘာ့ရွှေစည်းရဲ့အချိန်တနာရီအတိုင်းတာပေစေးတို့အချိန်၄နာရီအတိုင်းတာပေစေးတို့ကြည့်ပါအချိန်တနာရီအတိုင်းတာပေစေးတွေအချိန်၄နာရီအတိုင်းတာပေစေးတွေကဒီ2930အထက်မှာဖောက်တက်ပြီးဈေးပိတ်သွားရင်တော့ဈေးကြတိုင်းလိုက်ွယ်ပါအ ਨੇ ဆုံးမတက်ဘူးဆိုတော့ဗျာ2950လောက်2960လောက်ဒီအတက်မြင်ရနိုင်မယ်အဲ့ဒါနဲ့မဟုတ်ဘဲနဲ့စန့်ကျင်ဘက်ပေါ့နော်ဒီ2800ဈေးတန်းအောက်မှာအဲ့ ငွေကြေးဖုံးပေါင်းမှုတရင်းတွေထွက်ပြီးပေါ့နော်ကမ္ဘာရွှေအချင်းတနားရတိုင်းတာပိတ်စိအချင်း၄နိုင်အတိုင်းတာပိတ်စိ H1 ကန်နဲ့ H4 ကန်နဲ့တွေက2ရှစ်ခွန်ချစ်စီတဲ့အောက်မှာဖောက်ကြပြီးဈေးပိတ်သွားတယ်ဆိုရင်တော့အဲ့ဒီညကမ္ဘာရွှေစီကိုဈေးတက်တိုင်းလိုက်ရောက်ပါကျွန်တော်တို့အာပြီးခဲ့တဲ့ February လနောက်ဆုံးရက်တုန်းကကြခဲ့တဲ့2835တို့2830စတင်းနာတိဈေးအကျမြင်ရနိုင်ပါလေခင်ဗျဟုတ်ကဲ့ဒါလေးရောင်းဝယ်လိုအောင်မယ်ဈေးတန်းလေးတွေပေါ့နော်ပြီးတော့ညဘက်သတင်းထွက်လာပြီးမှာ ဒီတနာရီတိုင်းတာပေးစီ၄နိုင်ရီတိုင်းတာပေးစီတို့ကြည့်ပြီးတော့အယောင်းဝယ်လောက်ရမယ်အနေထားလေးလေးဖြစ်ပါတယ်တရက်တာအနေထားပေါ့နော်ဒီနေ့တရက်တာကဘာရွှေရဲ့အပေးစီတာ2930အထက်ပိတ်ခဲ့မယ်ဆိုရင်တော့ကဘာရွှေစီ3000အထိဆက်တက်ဖို့လမ်းကြောင်းပွင့်သွားပါလိမ့်မယ်မဟုတ်ဘဲနဲ့စန့်ကျင်မှတ်နေနေပေါ့နေ့ရှိခွန်ရှိစီတန်းအောင်ပါစီပြန်ပိတ်ခဲ့မယ်ဆိုရင်ပြင်ကဘာရွှေကိုကျွန်တော်တို့ဒီတစ်ပတ်အတွင်းမှာအနည်းဆုံးမကြောက်ဘူးဆိုရင်တော့မှ2800စီတန်းနာတီဈေးအကြမ်းမှန်းထားတာကောင်းပါလိမ့်မယ်ခင်ဗျ ဲ့ဒါပြတဲ့ကောင်ဒီနေ့တည့်ရတာဘရုံနေ့တည့်ရတာဒီရတ္တပတ်အလေရက်တည့်ရတာအပိစေကအရန်အရေးကြီးပါတယ်နောက်နှစ်ရက်တွင်ဆက်တက်မလားထူကြမလားအရာရဲ့အဖြစ်ဖြစ်လာပါလိမ့်မယ်မဟုတ်ဘဲနဲ့ဒီနှစ်ရှစ်ခွန်ရှင်းနဲ့အဲနှစ်ကို30ကြားပဲပိတ်သွားတယ်ဆိုရင်တော့နောက်နှစ်ရက်မှလည်းကျွန်တော်အမြင်အရပြောမယ်ဆိုရင်ဈေးငိမ့်တဲ့အနေထားစိုက်ဝဲအနေထားဆက်ပြေးပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ဒါလေးအောင်နီးပညာပိုင်းရတော့တက်ချက်လေးဖြစ်ပါတယ်တရင်အချက်လက်ပိုင်းကိုတွားကြည့်လိုက် ဒီနေ့ညဗမာစံတော်ချိန်ည၈နာရီမှာတော့အမေရိကန်နိုင်ငံရဲ့ကျွန်တော်တို့ငွေကြေးဖောင်းပွားမှုဒေတာလအလိုက်နှစ်အလိုက်ငွေကြေးဖောင်းပွားမှုဒေတာတွေထွက်ပို့ရှိပါတယ်။ကျန်တဲ့ဟိုကရေနံဒေတာတို့ဘာလို့တန်ကြီးရ note option တို့ဘာလို့ရှိတဲ့ဒါပေမဲ့အဲ့ရလေးအရင်အရင်မကြည့်ဘူးအဓိကကြည့်ရမှာအဲ့ CPI ဒေတာ၃ခုပဲဗမာစံတော်ချိန်ည၈နာရီမှာထွက်မယ်။ဒေတာ၃ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်အညံ့မှန်းထားတယ်ပေါ့နော်။အညံ့မှန်းထားရတော့တနည်းအားဖြင့်ကျွန်တော်ကငွေကြေးဖောင်းပွားမှုဒေတာတွေကျသွားမယ်လို့မှန်းထားတယ် ငွေကြေးဖောင်းပွားမှုကျသွားတာကကောင်းအမေရိကန်စီးပွားရေးအတွက်တော့ကောင်းတဲ့လက္ခဏာလို့ပြောလို့ရတယ်ခင်ဗျာမြန်စီးပွားအတွက်ကောင်းတဲ့လက္ခဏာလို့ပြောလို့ရတယ်ဒါပေမဲ့တစ်ဖက်ကဘာဖြစ်လာနိုင်လဲမေးမယ်ဆိုရင်အဲ့လိုငွေကြေးဖောင်းပွားမှုညော့သွားတာဖြစ်တဲ့အခါမှာလက်ရှိမှာအမေရိကန်ဘောပန်ကဘန်သွုံးနှုံးကိုပြီးခဲ့တဲ့လတွေတုန်းကဘန်သွုံးနှုံးကိုမလျှော်ဘဲဆက်ထားတာကငွေကြေးဖောင်းပွားမှုနှုံတက်နေလို့ဖြစ်ပါတယ်တကယ်လို့သာငွေကြေးဖောင်းပွားမှုနှုံတာကျသွားခဲ့တဲ့ဆိုရင်တော့လက်ရှိအမေရိကန်စီးပွားရေးအခြေအနေကောင်းနေရမှာမဟုတ်တာဖြစ်တဲ့အခါမှာ အမေရိကန်ဘန်တုံးတုံးပေါ့နော်ဒီလဘန်တုံးတုံးဖြစ်စေဒါမှမဟုတ်ရင်မေလဘန်တုံးတုံးဖြစ်စေရှော့နိုင်ကြီးအလားလားများသွားပါလိမ့်မယ်အမေရိကန်ဘန်တုံးရှော့ခဲ့ရင်တော့တစ်ဖက်ကကမ္ဘာရွှေစီအတွက်တက်သွားတဲ့အနေထားမျိုးဖြစ်သွားနိုင်တယ်ခင်ဗျအဲ့ဒါဖက်ကမှဒီည inflation data တွေဒါကျွန်တော်တို့တကယ်လို့ရလက်ကမှန်းထားတဲ့ယော့ပြီးထွက်ခဲ့တယ်ဆိုရင်ဘာတွေဖြစ်လာနိုင်လဲလို့မြင်မယ်ဆိုရင်ကျွန်တော်တို့ကမ္ဘာရွှေရီတိုပေါ့နော်ရီတိုတက်သွားနိုင်တယ်ရေရှည်မှာပြန်ကျလာနိုင်တယ်ခင်ဗျ ဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်အဲငွေကြေးဖောင်းပွားမှု data တွေကကျွန်တော်တို့ကောင်းခဲ့ရင်ရောတိုးခဲ့ရင်ရောငွေကြေးဖောင်းပွားမှုနှုန်းတက်တယ်ဆိုတဲ့အသေးပဲကဒါစီးပွားရေးတော့မကောင်းဘောနော်စီအမေရိကန်စီးပွားရေးတကောင်းတဲ့လက္ခဏာမဟုတ်ဘူးအမေရိကန်ပုံပန်နေနဲ့ဘန်တုံးလုံးရှော့မဲ့အစီအစဉ်နောက်ဆုတ်သွားနိုင်တယ်တနည်းအားဖြင့်ဘန်တုံးမှုဘန်တုံးလုံးရှော့ဖို့ပေါ့နော်ဒီလမတ်လဘန်တုံးလုံးနဲ့မေလဘန်တုံးလုံးမှာရှော့ဖို့အလားလာအားနေသွားနိုင်တယ် ဲ့ဒီအနေထားမှာဘာဖြစ်သွားနိုင်လဲမြင်မယ်ဆိုရင်ကမ္ဘာရွှေဈေးကရေရှည်တက်သွားနိုင်လဲခင်ဗျတနည်းအားဖြင့်ဒီည CPI data ဘယ်လိုပဲထွက်ပါစေကျွန်တော်တော့ရေတို့တော့ဆက်တက်နိုင်တယ်မှန်တယ်ရေရှည်ဒါကွာသွားရပေါ့နော် CPI data တကယ်လို့ inflation data တွေဒါကျွန်တော်တို့နည်းပြီးထွက်ခဲ့တယ်ဆိုရင်တော့ရေတို့အတက်ရေရှည်အကျဖြစ်သွားနိုင်တယ်ဆက်ဒါမှမဟုတ်လည်းစန့်ကျင်ဘက်နေနဲ့ CPI data တွေက inflation နဲ့ငွေကြေးဖောက်ပေါက်မှုနှုန်းတွေတိုးလာတယ်ဆိုရင်တော့ရေတို့အတက်ရေရှည်အတက်အဲ့လိုမျိုးဖြစ်သွားနိုင်တယ်ခင်ဗျ အဲ့အောင်ဖြစ်တဲ့ခါမှာကျွန်တော်တို့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  CPI data ဘလို့ရလည်းပဲထွက်ပါစေဒီညကျွန်တော်အမြင်ကတတ်မယ်လို့မှန်တယ်ဒါပေမဲ့ကျွန်တော်ရဲ့သုံးသက်ချက်ကလည်းဒါကျွန်တော်တူးတဲ့အမြင်ကသုံးသက်ထားတာဖြစ်တဲ့ခါမှာမှားကောင်းမနိုင်ပါနဲ့ဒီပညာပိုင်းအကြည့်မဲ့ဆိုရင်အဲ့နှစ်ရှစ်ခွန်ရှစ်စီတန်းအောက်မှာဒီညအဲ့အချင်းတနားကြီးအတိုင်းတာအပိစီပိတ်သွားပြီဆိုရင်တော့အဲ့ကျွန်တော်ရဲ့ဒီငွေကြေးဖောင်းပေါင်းမှု data ရလက်တိဘလို့ပဲထွက်ပါစေရေးတိုးကပ္ပွှေစီဆက်တက်နိုင်တယ်ဆိုတဲ့သုံးသက်ချက်လေးမှားရင်ပြီလို့ဒါယူဆလိုက်ပါခင်ဗျ ပြီးတော့ကျွန်တော်တစ်ဖက်ကဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုတော့ဒေါ်လာအင်းသက်က104အထက်မကျော်နိုင်သေးဘူးဒီ103.5 3.3နားမှာပဲပချလည်းဖြစ်နေပါတော့တနည်းအားဖြင့်လက်ရှိမှာအဲဒီအမေရိကန်တမန်တော်ဒေါ်နယ်ထရန့်ရယ်ပေါ့နော်ကုံတွဲကုံကိစ္စတွေကုံတွဲရင်ကုံကိစ္စဆိုတော့ကနေဒါတို့မက္ဆီကိုတို့ဥရောပတမန်ကတို့တရုတ်တို့ ਨੇ ပြဿနာတက်နေတယ်အခုနေလိုက်ပြီးတော့စီးကျက်နေတယ်အဲ့ဒီအနေထားမှာအမေရိကန်စတော့ရှယ်ယာဈေးကွက်တွေထိုးချနေရမျိုးလေးဖြစ်နေတယ်ပြီးတော့တစ်ကမ္ဘာလုံးမှာလည်းအမေရိကန်ဒေါ်လာပေါ်ယုံကြည်မှုက အားနည်းနေတဲ့အနေအထားမျိုးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအနေအထားဖြစ်နေတဲ့အခါမှာအမေရိကန်ဒေါ်လာအင်တက်ဒေါ်လာအင်တက်ကလက်ရှိအနေအထားဆိုရင်ကျွန်တော်တို့တရလီအထက်ကျော်ဖို့တိတ်မလွယ်တဲ့အနေအထားမျိုးဖြစ်နေတယ်ခင်ဗျဒေါ်လာအင်ဒါအားနဲ့နေခြင်းကတဖက်ကကဘာရွှေစည်းအတွက်ပေါ့သူပါသူကန်တယ်ရီရအကြပြနေပေမဲ့လေအာအကြကြခြင်းပေမဲ့လေမကြနိုင်တဲ့အနေအထားမျိုးဖြစ်နေဘာလို့လဲမိမဲ့ဆိုရင်ကျွန်တော်တို့ကကဘာရွှေဟာ safe haven asset တနည်းအားဖြင့်ကက်ကြော်ပစ္စည်းပဲကက်ကြော်ပစ္စည်းဆိုတာကဘာမှာစီးပွားပြက်ကတ်တို့တဘာဝဘေးအန္တရာယ်တို့စစ်ပွဲအန္တရာယ်တို့ဖြစ်လာပြီဆိုရင်နိုင်ငံရေးအကျက်တဲတွေဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကမ္ဘာရွှေရဝယ်လို့အားတက်လေရှိတယ်ပြီးတော့ inflation ပေါ့နော် inflation ကတဲ့ပစ္စည်းနေနေတုံးလေရှိတယ် inflation များနေတယ်ဥမာအမေရိကန်ရဲ့ inflation များနေရဆိုရင်ကမ္ဘာရွှေဘက်ကအဝယ်တက်လာရှိတယ်ပြီးခဲ့နှစ်တော့ဆိုရင်ဘာလို့ကျွန်တော်တို့ကမ္ဘာရွှေတောက်လျှောက်တက်လာခဲ့လဲလို့မြင်မှဆိုရင်အဲ inflation ကြောင့်ဖြစ်ပါတယ် ီးခဲ့တဲ့နှစ်2024တုန်းကပေါ့နော်အခုလဲ inflation မချသေးဘူးဆိုရင်ကျွန်တော်တို့ကကမ္ဘာရွှေက inflation ကတဲ့အနေနဲ့ကမ္ဘာရွှေက value အားတွေများနေအောင်ပါပဲတက်နေအောင်ပါပဲကျွန်တော်တို့အဲ့အဖက်တခါမှာကျွန်တော်စံချိန်စီအသက်စံချိန်တက်တက်ဆက်တင်နေအောင်ပါပဲအဲ့အဲ့အလေးကိုကျွန်တော်တတိထားဖို့လိုရတယ်ပေါ့နော်လက်ရှိမှာဆို trend ကလည်းအဲသူတမတန်2လအတွင်းမှာတော်တော်လေးကိုကျွန်တော်တို့ပြောင်းဆန်သွားခဲ့တယ်ပေါ့အမေရိကန်စီးပွားရေးကလည်းလက်ရှိမှာဆိုရင် သတင်းတွေဖတ်ကြည့်တလားဆိုတော်တော်လေးအထိနာနေနေသားလို့ပြောလို့ရတယ်ဒီနေသားတွေကကျွန်တော်ထိလက်ရှာတဲ့အနေသားမျိုးဖြစ်စေပါတယ်သတင်းပိုင်းနေရတဲ့ကျွန်တော်တို့ကညဘက်အမေရိကန်ဈေးကွက်ခြင်းတွေမှာဆိုရင်ကျွန်တော်တို့ကသတင်း breaking news တွေများစွာပေါ်လာနိုင်ပါတယ်အဲ့ဘက်ကမှကျွန်တော်တို့ကညဘက်တွေမှာနည်းနည်းတော့တတိထားဖို့လိုအပ်ပါတယ် order အရောင်းဝယ်လုပ်ပြီးဆိုရင်ကျွန်တော်တို့ Twitter အနေနဲ့ကကြာလဲတခြားလုပ်တွေရှိတရားပြတကတခါလေကြာကျွန်တော်ညဘက်မှာအားရဲဆိုကိုကညဘက်အယောင်းဝယ်လုပ်ရာကနေညဘက်မှာဥမာကိုက အာဒီပညာပိုင်းအောင်ပွဲထားလိုက်တင်းတစ်ခုပေါ်လာလို့ကြသွားရဆိုရင်ခုမှကိုအတွင်းကိုအနေနဲ့အဲတပတ်က risk management လုပ်ထားရဆိုတော့ risk management ထိပ်ပြီးတော့အရှုံးပေါ်သွားလိုက်ဖြစ်နိုင်တယ်ပေါ့ဒါပေမဲ့ကျွန်တော်ပြောခဲ့လိုမျိုးပဲကျွန်တော်တို့ကရှင်းပါတယ်ကျွန်တော်ကဒီမှာအာကမ္ဘာရွှေကိုရောင်းဝယ်လုပ်နေရဆိုတာဖြစ်လာနိုင်ကြီးအလားလားတနည်းအားဖြင့် proper policy ကိုကျွန်တော်တုံးသက်ပြီးတော့ရောင်းဝယ်လုပ်နေခြင်းဖြစ်ပါတယ်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ risk management တော့လုပ်ထားမှာဘယ်သူမှ100%မှန်မှန်မှန်နဲ့ကမ္ဘာပေါ်ကအတော်ဆုံးကမ္ဘာရွှေ trader တွေတော့မှကျွန်တော်တို့က70%လောက်ပဲမှန်အောင်မှန်နိုင်တာဖြစ်တဲ့ ဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒီနေသားဒီနေသားမှာကျွန်တော်တို့က risk management လုပ်ထားမှာတနည်းအားဖြင့်ကိုကပြညာပတ်တွေအယောင်းဝယ်လုပ်တယ်အမေရိကန်ဈေးကွက်ခြေနေမှာအယောင်းဝယ်လုပ်တယ်လုပ်တာ risk များရဲ့လို့ယူဆတယ်ဆိုရင်ကျွန်တော်တို့ကတခြားခြေနေပြောင်းပြီးအယောင်းဝယ်လုပ်တာမျိုးပိုအဆင်ပြေလိမ့်မယ်ဥပမာမနက်ခင်းအစောထားပြီးအယောင်းဝယ်လုပ်တာမျိုးတောင်နေ့လယ်ဘက်တွေအယောင်းဝယ်လုပ်တာမျိုးညာဘက်အမေရိကန်ဈေးကွက်ချင်းကတော့ဒီကာလမှာပုံနေပြောမှာဆိုရင်ဈေးကတော့အတက်ကျများလိမ့်မယ်။ तू ကငကိုကလေးအမအမေရိကန်ဈေးကွက်ချင်းကကမ္ဘာ့ချွေဈေးကွက်ရဲ့အဓိကဆက်ဆောင်ဖြစ်တာဖြစ်တဲ့အခါမှာကျွန်တော် volume များတယ်စီအတက်ကြမြန်းတယ်ဒီနေ့သားမှာကျွန်တော်အမေရိကန်တမနာကလည်း Trump ဖြစ်နေဖြစ်တယ်ဖြစ်နေရဖြစ်တဲ့ခါမှာ Trump ကလည်းပြီးတော့ပထမတက်တန်းနဲ့ကွဲပြားတာကဒါသူ့ရဲ့နောက်ဆုံးတမနာတက်တန်းဖြစ်ပါတယ်အမေရိကန်ဥပဒေအရသူနောက်သက်ထပ်ပြီးတော့တမနာအရွေးခံလို့မရတော့အဲ့အပြတ်ကသူကဘာမှငှက်ကြောက်စရာမရှိတော့ Trump အနေနဲ့ပြောချင်တာဒီတက်တန်း၄နှစ်အတွင်းမှာသူလှုပ်ချင်တာအလုံးလှုပ်သွားမယ်ပုံမဲ့အဲ့ဒီနေ့သားမှာကျွန်တော်ကမ္ဘာ့ရွှေတစ်ဖက်ကကျွန်တော်တို့အမေရိကန်ရဲ့စီးပွားရေး အမေရိကန်ဒေါ်လာလို့နဲ့ချိတ်ဆက်နေတဲ့ကမ္ဘာရွှေဈေးအနေနဲ့ဈေးအသက်ကျအမေရိကန်ဈေးပွက်ခြင်းတွေမှာကျွန်တော်တို့ကပြောင်းကပြောင်းနေဖြစ်တာတွေပြောင်းဆန်နေရမျိုးတွေဖြစ်တာမျိုးတော့ကျွန်တော်မထူးဆန်းပါဘူးအဲ့အဘက်ကကျွန်တော်တို့ကညဘက်အမေရိကန်ဈေးဝက်ခြင်းတော့တတိထားစေချင်ပါတယ်အဲညဘက်တကအရောင်းဝယ်လုံရင်တော့မှညနဲ့တကောင်နေအရောင်းဝယ်ညနဲ့တကောင်ဆိုတာပြကျွန်တော်ဗမာစံတော်ချိန်17နောက်ပိုင်း17နောက်ပိုင်းနေမှာကိုက order ဝင်တာမျိုးတွေတော့ဖြစ်နိုင်တတိထားစေချင်ပါတယ်ပြီးတော့ဘလောက်ပဲပိုင်နိုင်တဲ့အရောင်းဝယ်အော်ဒါဖြစ်ပါစေကိုအရောင်းဝယ်လုံမဲ့ပမာဏကို ိုကချင်းကြီးကြည့်ဖို့လိုအပ်ပါတယ်ကိုရောင်းမဲ့လုံးမဲ့ပမာဏကကိုအတွက် risk ယူနိုင်တဲ့ပမာဏဟုတ်ရဲ့လားပြီးရင်တစ်ဖက်က risk management ဘယ်ဈေးရောက်ရင်အရှုံးပိုင်းမယ်ဆိုတဲ့ဟာမျိုးလေးတက်မှတ်ထားစေချင်ပါတယ်အဲ့လိုတက်မှတ်ထားမှသာလက်ရှိကာလမှာ risk နည်းမှဖြစ်ပါတယ်ခင်ဗျာအဲ့အလေးကိုကျွန်တော်သတိထားစေချင်တယ်ပေါ့နော်အဲ့အဲ့အဖက်ကဒီညတော့ data တွေများတယ်ဒီည data တွေကတနည်းအားဖြင့်အာဒီလကဘာရွှေစီရဲ့အနေထားတော့အဆုံးပြတ်ပေးနိုင်တဲ့ဒေတာတွေလို့ပြောလို့ရတယ်ခင်ဗျဒီလ match လကဘာရွှေစီ ဈေးအတက်ဖက်ဆက်သွားမလားဈေးပြန်ကျမလားကြံတဲ့ရက်တွေမှာပေါ့နော်အဲ့ဟာကိုဆုံးဖြတ်ပေးနိုင်တဲ့ဒေတာတွေဖြစ်ပါတယ်အဲ့ဟာပထမဒီနေ့ညမှာအဲ့ဒေတာတွေကိုကျွန်တော်တို့အထူးစောင့်ကြည့်ဖို့လိုအပ်ပါတယ်ခင်ဗျာโอเคဒါလေးရောကျွန်တော်ရဲ့ဒီနေ့တရက်တာကဘာရွှေစည်းကွက်သုံးတစ်ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့သုံးတစ်ချက်ဗီဒီယိုတွေကိုအတူတိတ်ကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါခင်ဗျာကျွန်တော်ဒီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တန်းလေးဇွန်ကနေတင်ကြပေးတဲ့တင်တန်းလေးတက်ရောက်လို့ရပါတယ်။အဲ့တင်တန်းလေးနဲ့ပတ်သက်ပြီးလဲကျွန်တော်စီမှာ Messenger ဖြစ်စေ Telegram ဖြစ်စေအဲ YouTube channel ဖြစ်စေကျွန်တော်စီမှာစုံစမ်းမြင့်မြတ်နိုင်ပါတယ်ခင်ဗျ။ကမ္ဘာချွတ်ချွတ်ကြအားလုံးပဲပေါ့နော်ဒီနေ့လိုမျိုးအရေးကြီးအမေရိကန်ငွေကြေးဖောက်ပေါက်မှုဒေတာတွေထွက်ပို့ရှိတဲ့ Maxla 12ရက်နေ့တည့်ရက်တောင်မှာပေါ့နော်ကမ္ဘာချွတ်စေတက်ကြကိုကျွန်တော်တို့မှန်မှန်ကန်ကန်အရောက်ဝယ်လုပ်ပြီးတော့ အကျုံးမြတ်များပန်ဆိုင်နိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့ဒီနေ့တရက်တာကဘာရွှေစီကွက်သုံးတစ်ချက်ဗီဒီယိုလေးကိုဒီမှာပဲနေကုန်ချုပ်ပြစီခင်ဗျ